မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNL ပြည်နယ် KNL ရှမ်းတောင်အဆက်တိုက်ပွဲများမှာစစ်ကောင်စီတပ်သားအယောက်40ကျော်တေဆုံးသွားပြီးတော့မိုးပြဲမြို့ကိုလည်းစစ်တပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်နေတိုင်းဒီဘာကိုတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇန်နဝါရီလ19ရက်နေ့ကမိုးပြဲအခြေဆိုင်ခမရ၄နှစ်နဲ့တက်က မိုးပြန်မြို့တွင်ကိုဥတည်ပြီးတော့စစ်ကောင်စီဘက်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်တနေကုန်နီးပါတိုက်ပွဲတွေပြင်းထန်ခဲ့ကာကရင်ပြည်ပေါင်းတော်လိုင်းဘက်ကကောင်းမွန်စွာခုခံတိုက်ခိုက်နိုင်ခဲ့ပြီးတော့ယနေ့အချိန်ထိကိုမိုးပြန်မြို့ကိုထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့သိရပါတယ်။အလားတူပဲတိုက်ပွဲများလည်းဆက်လက်ပြီးတော့ဖြစ်ပွားနေစေဖြစ်တယ်လို့ပြောပါတယ်။လက်တလုံးမှာတော့တိုက်ပွဲကြီးကြီးမားမားတော့မရှိပါဘူး။ဒါပေမဲ့စစ်ကောင်စီဘက်က drone တွေနဲ့ဘုံကျဲတာမျိုးတွေလေယာဉ်တွေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာမျိုးတွေကတော့ဒီအပိုင်းမှာရှိပါတယ်။ မိုးပြက်လေးနှစ်နဲ့မှာစစ်ကောင်စီတက်အင်အားကတော့200နဲ့300ဝန်းကျင်မှာရှိနိုင်တယ်။စီရေးတင်းမာမှုတွေကတော့နေတိုင်းနေပါပါပဲ။အပြန်အလှန်ပြစ်ခတ်မှုကတော့အနည်းနဲ့အများတော့ရှိတယ်။ဒါပေမဲ့လက်တလုံးမှာတိုက်ပွဲကြီးကြီးမားမားတော့မရှိပါဘူးလို့ KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတို့ကပြောပြထားပါရယ်။စစ်ကောင်စီတက်ကကရင်နေရှမ်းတောင်အဆက်မှာရှိတဲ့မိုးပြက်မြို့တွင်းကိုဝင်ရောက်နိုင်ရေးအတွက် စစ်ကြောင်းထိုးရန်ကြိုးပမ်းနေတဲ့အတွက်ကြောင့်နေစဉ်နှီးပါထိတွေ့မှုတွေရှိနေခဲ့ပြီးတော့စစ်ကောင်းစီတပ်ဘက်က drone လက်နက်ကြီးများကိုအလွန်အကျွံအသုံးပြုပြီးတော့တိုက်ခိုက်မှုများကိုနေစဉ်နှီးပါတိုက်ခိုက်နေတယ်လို့သိရပါတယ်။အလားတူပဲကရင်နီရှမ်းတောင်အဆက်မှာရှိတဲ့စီဆိုင်မြို့နယ်ရွှေတကူကြီးရွာအပြင်မှာရှိတဲ့ဇေဒီကုန်းပေါ်မှာတပ်ဆွဲထားတဲ့ စစ်ကောင်စီနဲ့ PNO တို့ပူးပေါင်းစခန်းဂုံးကို KNDF အပါဝင် တော်လှန်ရေးတပ်များကပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်သားအယောက်30ကျော်တေဆုံးကလက်နက်ကြီးငယ်အစုံ28လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇန်နဝါရီလ12ရက်နေ့ကဗော်လခဲမြို့နယ်မိုင်းထန်းကျေးရွာနယ်ဝမ်မလန်းကျေးရွာကြားကိုစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNDF အပါဝင်ကရင်နဲ့တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီးတော့ ်မိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်10ယောက်ကျော်တေဆုံးကလက်နက်၄လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ဇန်နဝါရီလတလတာအတွင်းစစ်စင်ရေးများမှာစစ်ကောင်စီတပ်များကိုရဲဝန်စွာတိုက်ခတ်ရင်းနဲ့ KNDF ဘက်ကရဲဘော်6ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်ဇန်နဝါရီလတလတာအတွင်းမှာကရင်ပြည်နယ်နဲ့ကရင်ရှမ်းတောင်နယ်စပ်တို့မှာစစ်ကောင်စီကအကြောင်းမဲ့၄ချောင်းကနေတိုက်ခတ်မှု30ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးနဲ့ပစ်ခတ်မှု အကျဉ်30နဲ့အထက်ပြုတ်လောက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အကြောင်းမဲ့လေးချောင်းတက်ခတ်မှုများနဲ့လက်နက်ကြီးနဲ့ပြက်ခတ်တက်ခတ်မှုများကြောင့်ကလေးငယ်2ဦးအပါအဝင်စုစုပေါင်းအရက်သားပြည်သူ9ဦးသေဆုံးခဲ့ပြီးတော့ကလေးငယ်3ဦးကိုဝင်ဆောင်မိခင်2ဦးအပါအဝင်စုစုပေါင်းအရက်သားပြည်သူ14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုးပြင်းမြို့ကိုစစ်ကောင်စီတပ်ကလေးရန်လက်နက်ကြီးဒရုန်းများနဲ့အပြင်းထန်တက်ခတ်မှုကြောင့်အရက်သားပြည်သူနေအိမ်ပေါင်း30နီးပါးနဲ့ဘာသာရေးအဆောက်အအုံများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ကယင်းပြည်နယ်တွင်းနယ်ကယင်းရှမ်းတောင်နယ်စပ်တို့မှာ စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးဒရုန်းများနဲ့တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတွေရဲ့နေအိမ်38လုံးနဲ့အထက်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့စာတင်ကျောင်း2ကျောင်း၊ဖုန်းကြီးကျောင်း5ကျောင်းနဲ့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဇန်နဝါရီလတလတာအတွင်းမှာစစ်ကောင်စီတပ်ကဒုအရာခံဘုတ်2ဦး၊တပ်သား9ဦး၊စုစုပေါင်းတပ်ဖွဲ့ဝင်10ဦးဟာလက်နက်9လက်နဲ့အတူ KNDF ထံကိုဗတ်ပြောင်းခိုလုံလာခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မြို့မရဲစခန်းမှာနိုင်ငံရေးပုံမှန်များနဲ့ဖမ်းဆီးခံထားရတဲ့အချုပ်သားများကလက်နက်လူယူပြီးတော့တိုက်ခိုက်ထွက်ပြေးမှုများလုပ်ဆောင်ခဲ့ရာအဲ့ဒီတိုက်ခိုက်မှုအတွဲမှာဒူရဲအုပ်တအုပ်နဲ့တပ်သား၂ဦးသေဆုံးပြီးတော့အချုပ်သားတအုပ်ကိုရေးမြို့အဖွဲ့ကကယ်တင်ထားနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁ရက်နေ့မနက်၉နာရီထမင်းမုံပို့တဲ့အချိန်ရေးမြို့နယ်မြို့မရဲစခန်းအချုပ်ခန်းအတွဲထဲကအချုပ်သား၇ဦးဟာလက်နက်များကိုလူယူပြီးတော့အဆောင်ရဲများကိုပြန်လည်တိုက်ခိုက်ကထွက်ပြေးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှု ုအတွင်းမှာရဲတပ်ဖွဲ့ဘက်ကဒူရဲအုပ်တအူးဦးကောင်းပွင့်ထွက်ပြီးတော့တေဆုံးခဲ့ပြီးရဲတပ်သား၂ဦးဟာလည်းတေဆုံးသွားတယ်လို့သိရပါတယ်အချုပ်သား9ဦးထဲကတအူးကိုရဲဘလူးတပ်ဖွဲ့ကကယ်တင်ထားနိုင်ခဲ့တယ်လို့သိရပါတယ်အားလုံးအချုပ်ခန်းထဲကနေပြီးတော့ထွက်ပြေးကြတာ9ယောက်ရှိပါတယ်အဲ့ဒီထဲမှာပြန်ပြီးတဲ့သူတွေလည်းပြန်ပြီးတယ်သူ့လမ်းနဲ့သူပြေးကြတာလူစုကွဲသွားကြတယ် ကျွန်တော်တို့ကယ်တင်ထားနိုင်တဲ့သူကိုတော့ကျွန်တော်တို့ကယ်တင်နိုင်ခဲ့ပါတယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောပြထားပါတယ်။မနေ့ကမန္တပိုင်းကရေးမြို့မှာရဲစခန်းမှာအချုပ်ခန်းဖောက်ပြေးမှုဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကရေးမြို့အဝင်ထွက်တွေကိုပိတ်ဆို့ကစစ်ဆေးမှုများကိုလုံဆောင်ခဲ့ပြီးတော့လက်ရှိအချိန်မှာလဲလုံခြုံရေးများကိုတင်းကျပ်ထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းတုံမြို့အခြေစားခမရ919ကစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးဟာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တိုက်ပွဲမှာဒရုန်းထိမှန်ပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်ရွှေမြို့နယ်စံကားဒီတာထီခိုးရွာအနီးဇန်နဝါရီလ30ရက်နေ့ကစစ်ကောင်စီ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့တော်လိုင်းတပ်များကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာ ဒရုန်းပုံထိမှန်ပြီးတော့တေဆုံးခဲ့ခြင်းဖြစ်တယ်လို့စစ်ကောင်စီရဲ့သတင်းအကျဉ်းချုပ်တူကပြောပါတယ်။ခေါင်းတွေကြီးပဲအကုန်ထိတာတက်ချက်တယောက်နဲ့တက်သား၃ယောက်ဂရင်း900မှာမိသားစုတွေကတော့တိမတိမပြောတတ်ဘူးဒီနေပဲတကြိုးတယ်လို့စစ်ကောင်စီသတင်းအကျဉ်းချုပ်ကဖေဖော်ဝါရီလ၁ရက်နေ့ကသတင်းပေးပို့ပြောကြားထားပါတယ်။တေဆုံးသူ၄ဦးထဲမှာတက်ချက်တအုပ်ပါဝင်ပြီးတော့ဂျန်တဲ့သူတွေကတော့တက်သားအဆင့်များဖြစ်ကြပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာဒရယာရှိသူ၃ဦးကိုလည်းအောင်ပန်းစစ်ဆေးရုံဂရင်း900ကိုပို့ဆောင်ပြီးတော့ကုသနေရပါတယ်လို့သူကဆက်လက်ပြောပြထားပါတယ်။တေဆုံးသူများထဲမှာတက်ကြအဆင့်ရှိသူဟာ စစ်တပ်20ကျော်ရှိပြီးတော့တပ်သား2ဦးဟာစစ်တပ်9နှစ်ကျော်နဲ့ကျန်တဲ့တအုပ်ကတော့အထမလူသစ်စုဆောင်ခံရသူတအုပ်ဖြစ်တယ်စစ်မှုရန်တင်နန်းစင်းများဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ရောကရှင်းပြထားပါတယ်တိုက်ပွဲအတွင်းမှာတေဆုံးသူများဟာစကခ14စစ်စင်ရေးကုကဲမှုဌာနချုပ်လက်အောက်ခံတပ်ဖြစ်တယ်ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆက်မြို့အခြေစိုက်ခမရ919မှာတာဝန်ချနေသူတွေဖြစ်တယ်လို့သိရပါတယ်ဒီမှာတော့တပိတ်သွတ်တာမကြားမိဘူးအပေါ်ကမပြောလို့သိချင်မှသိကြမှာပေါ့သိရင်တော့တပိတ်သွတ်ကြမှာပါလို့ခမရ919တက်အနီးမှာရှိတယ် ဝမ်းနာရွာခံတအူးကပြောပြထားပါတယ်ပြီးခဲ့တဲ့နှစ်စီဆိုင်မြို့နယ်ကရင်နီတိုက်ပွဲအတွင်းမှာစစ်ကောင်စီအရာရှိနဲ့တေဆုံးသူအများအပြားကိုနာယေးစွန့်သွုံမှုများပြုလုပ်ခဲ့ကြတယ်လို့သူကပြောပါတယ်ဒီကောင်တွေ drone ချန်မာတွေဖွင့်လဲမရပါဘူးအခုခေါင်းတွေကြီးပဲထိလို့တေကြတာ drone တွေများများတော့ရင်ဒီကောင်တွေမခံနိုင်ဘူး အဝေးကနေအမြောက်နဲ့ပြစ်တာတို့လေရင်နဲ့ဘုံကျဲတာလွတ်လောက်ပဲလုံနိုင်တော့တာလို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကမှတ်ချက်ပြုထားပါတယ်။ရှမ်းပြည်အရှိပိုင်းမိုင်းဆက်အခြေစားစကကဆက်၄နဲ့မိုင်းတော်အခြေစားစကကနှစ်လက်အောက်မှာရှိတဲ့တိုင်ရင်များဟာရှမ်းပြည်တောင်ပိုင်းအင်းလေးဖဲကုံမိုးပြဲမြို့နယ်တိုက်ပွဲများမှာစစ်ကြောင်းထိုးနေကြတယ်လို့စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။2023ခုနှစ်ဩဂတ်လအတွင်းကလည်းကရင်နီရှာတော်မြို့နယ်ကိုရိတ်ခါလာပို့တဲ့ခမရ919ပူပေါင်းစစ်ကြောင်းကိုကရင်နီတော်လိုင်းပူပေါင်းအဖွဲ့များကကြားဖြတ်ပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်အရာရှိနှအူအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင အများပြားသိဆုံးခဲ့ဘူးကြောင့်တရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဘူးတလင်းမြို့နယ်မှာစစ်တပ်က drone နဲ့ဘုံကျဲမှုကြောင့်စိန်တော်တော်ရဖုန်ကြီးကျောင်းရဲ့ကျောင်းတိုင်းဆရာတော် UAD ဗလာပြန်လည်တော်မူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဖေဖော်ဝါရီလ၁ရက်နေ့ညနေ9:00နာရီအချိန်မှာဘူးတလင်းမြို့အနောက်ဘက်မှာရှိတဲ့စိန်တော်တော်ရဖုံးတော်ကြီးကျောင်းကိုစစ်ကောင်စီတပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ရာတပ်တော်90နှစ်ရှိတဲ့ကျောင်းတိုင်းဆရာတော်ပြန်လည်တော်မူသွားတယ်လို့သိရပါတယ်။ဘူးတလင်းမြို့နယ်ထဲကနေ drone ရင်ကပြန်လာပြီးတော့အဲ့ဒီစိန်တော်တော်ရဖုံးတော်ကြီးကျောင်းကိုလာချသွားတာ ချတဲ့အချိန်အရေအတွက်ကနှစ်ချိန်လာကျဲချသွားတာဒီလိုကျဲချလို့ကျောင်းတိုင်းဆေးရတော့ဦး80ဗလာကြည်စားထိမှန်ပြီးတော့ပြန်တော်မူခဲ့ရတယ်ဗျတတ်တော်က90ကျော်ဝါတော်က30ကျော်ပါလို့ဆရာတော်ရဲ့တပည့်ဒါရကရွာသားတို့ကပြန်လည်ရှင်းပြထားပါတယ်ဘုဒ္ဓလင်မြို့နယ်ဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့အနီးဆက်ဆုံးတည်ရှိတဲ့မြို့ဖြစ်ပြီးတော့စစ်ကောင်စီတပ်ကမကြာခဏစစ်ကြောင်းထိုးခြင်း၄ကြောင်းကနေတိုက်ခတ်ခြင်းနဲ့ဒရုန်းနဲ့ဗုံးကျဲမှုများကိုလုံဆောင်နေတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ညောင်ခွေးဝကျေးရွာကိုအကြမ်းဖက်ဆက်တကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့ကားဆိုင်ကယ်နဲ့နေအိမ်များကိုမိရှုဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများနဲ့ရွှေငွေများကိုစစ်သားတွေကလူရဲယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မှာစိတ်ဖြူမြို့နယ်ရွှေဘိုကျွန်းရွာစာတင်ကျောင်းမှာစခန်းချထားတဲ့အကြမ်းဖက်စစ်သားအင်အား40ခန်းဟာကြောက်ကြီးရွာနဲ့ညောင်ခွေးဝကြီးရွာတို့ကိုစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာညောင်ခွေးဝကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းတဲ့အချိန်ပြည်သူပိုင်ဈေးဆိုင်များလူနေအိမ်များကိုလည်းဝင်ရောက်မှွေနောက်ဖျက်ဆီးပြီးတော့ရွာထဲမှာရှိတဲ့တံမိုးကြီးတဲ့ပစ္စည်းများ ပတ်စံနဲ့ရွှေတဲများကိုလည်းယူဆောင်သွားတယ်လို့သိရပါတယ်။ဒါအပြင်ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ကားများ၊ဆိုင်ကယ်များနဲ့ကားဝက်ရှော့ကိုလည်းမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါတယ်။ပြည်သူပိုင်ပစ္စည်းတွေနဲ့ရွှေကလေးကိုယူဆောင်သွားပါတယ်။ကျေးရွာနေပြည်သူတွေဆိုတာကတနေ့လုံးမှတနေ့စားရတဲ့ပြည်သူတွေရဲ့ဘဝကိုဖျက်ဆီးသွားတာပါ။ ကားဝက်ရှော့လေးတစ်ခုကိုလည်းမိရှုဖျက်ဆီးသွားတာဒါဆိုရင်လည်းတနေ့လုံးမှတနေ့စားရတဲ့မိသားစုလေးတစုရဲ့ခက်ခဲတဲ့ကာလမှာထူထောင်ထားတဲ့အရာပေါ်ရွာထဲမှာပါသွားတဲ့ရွှေငွေတန်ဖိုးရှိတဲ့အရာတွေကိုလည်းတကယ်ရိုးရိုးသားသားရှာဖွေထားတဲ့တာမန်ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးပြီးတော့သူတို့တွေကမှွေနောက်ပြီးယူသွားတာပါနောက်ပြီးတော့လက်နဲ့ကြည့်လိုက်တဲ့ရန်တန်ထုနေတဲ့အတွက်တကယ်ကိုအလန့်တကြားနဲ့အထိတ်တလန့်နေနေရတဲ့ ်ပြည်သူတွေရဲ့ဘဝကစိုးရင်စရာတွေနဲ့ပြည့်နေပါတယ်သူတို့ရဲ့လောက်ရက်တွေကတကယ်ကိုလူမဆန်ဘူးလို့ပြောကြပါတယ်စာနာစိတ်ကင်းမဲ့တဲ့လောက်ရက်တွေပါလို့စိတ်ဖြူမြောက်ပိုင်းပြည်သူကဝေတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်ကိုညောင်ခွေးဝချင်းရွာတောင်ဘက်ဖရာကုန်းအရောက်မှာ စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကစောင့်ကြိုတိုက်ခိုက်ခဲ့ပြီးတော့အချမ်းဘတ်စစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်ဇန်နဝါရီလ30ရက်နေ့ညနေပိုင်းမှာအဲ့ဒီစစ်ကြောင်းဟာညောင်ခွေးဝါကြေးရွာကနေတောင်ချူကြေးရွာနဲ့ရှားတော်ကြေးရွာကိုဖြတ်ပြီးတော့ကပ္ပစ22ဂိတ်ကိုပြန်လည်ဝေရောက်သွားတယ်လို့သိရပါရယ်ဒါအပြင်ဇန်နဝါရီလ26ရက်နေ့ကလည်းကပ္ပစ22ကအချမ်းဘတ်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုကြောင့် စိတ်ဖြူမြို့နယ်ကင်မွန်းတောင်ရွာကိုကြက်ရောက်ပောက်ကွဲပြီးတော့အသက်9နှစ်အရွယ်အမွန်ကြီးကို2ဦးအပါအဝင်ပြည်သူ9ဦးတေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့ပုဂံမြို့ကျိုင်းတုံနဲ့ကျောက်ပတောင်းမြို့နယ်တို့မှာအချက်ပတ်စစ်တပ်ကလူငယ်အယောက်40ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာအချက်ပတ်စစ်တပ်ကလူနာတင်ကားတွေနဲ့ပေါ်တာဆွဲဖမ်းဆီးမှုများကိုလုဆောင်နေတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့ကကမာရွတ်ဘူရာမှာရထားဆောင်နေတဲ့လူငယ်တအုပ်ကိုပရဟိတလူနာတင်ကားနဲ့ရောက်လာတဲ့အယောက်ဝတ်နဲ့စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးခံရတဲ့လူငယ်က ထွက်ပြေးရန်စ조사ခဲ့တဲ့အတွက်ပြူစောတိများကဝိုင်းဝန်းရိုက်နှက်ပြီးတော့ကားပေါ်ကိုဖမ်းခေါ်သွားတယ်လို့သိရပါဗျ။ဖေဝါရီလ၁ရက်နေ့မွန်လွဲပိုင်းမှာကမာရွတ်မြို့နယ်လှဲတန်းဘူရာမှာလူနာတင်ကားနဲ့လှဲ့လှယ်ပြီးတော့ပေါ်တာဆွဲတဲ့နေရာမှာလူငယ်9ဦးအဖမ်းခံခဲ့ရပြီးတော့ကမာရွတ်ရဲစခန်းကရတပ်ဖွဲ့ဝင်များနေမြေကစစ်တပ်နဲ့ပြူစောတိများပါဝင်တယ်လို့သိရပါဗျ။အမှတ်3ရက်ကရတနာမြိုင်လမ်းမှာနေထိုင်တဲ့ပြူစောတိနေလင်းထိုင်တဲ့ ခိုင်ရွှေဝဗဟုလန်းကပြူစောတိရဲဝင်းတို့လည်းပါဝင်တယ်လို့သိရပါတယ်။ကမာရွံ့မြို့နယ်မှာပရဟိတလူနာတင်ကားနဲ့လူပြန်ပေးဆွဲတဲ့အလုတ်ကိုစစ်ခွေးတွေလုံနေပါတယ်။မနေ့ကမွန်လွဲပိုင်းကယထာလက်မှတ်ဝယ်ပြီးတော့ယထာဆောင်နေတဲ့လူငယ်တအုပ်ကပလက်ဖောင်းပေါ်မှာယထာထိုင်ဆောင်နေတော့လူနာတင်ကားရောက်လာပြီးတော့ကားပေါ်ကအရုပ်ဝတ်နဲ့စစ်ခွေးတွေကဆင်းလာပြီးဓားကိုထုတ်ပြပြီးတော့လက်ထိပ်ပါခတ်ပြီးတော့ဖမ်းသွားတာလူငယ်လေးကယုံတော့ဝိုင်းဝန်းထိုးကြိတ်ပြီးတော့ကားပေါ်ကိုတင်သွားပါတယ်။ ဘူရာနားမှာကားကိုရက်ပြီးတော့တပ်ဖမ်းတာပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲမန္တလေးတိုင်းပကံမြို့ကိုလုံးရက်ကွက်မှာအကြမ်းဖက်စစ်တပ်ကအဲစင်းဝင်ရောက်ဆက်ဆဲပြီးတော့လူငယ်၁၀ဦးကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူများကပြောပါတယ်ဇန်နဝါရီလ31ရက်နေ့ည9:00နာရီကမှာပကံမြို့ကိုလုံးရက်ကွက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများက အဲဆင်းဝင်ရောက်ဆက်ဆဲပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်များကိုစစ်ကားနဲ့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဗကံမျိုးကိုလုံးရက်ကွက်ကိုစစ်ခွဲတွေအဲဆင်းဝင်ဆက်တယ်။ည9နာရီကျော်လောက်ကစစ်ခွဲတွေသူတို့အဲဆင်းစစ်တဲ့နေအိမ်တွေကလူငယ်10ယောက်ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။တချို့ဆိုရင်အိပ်ပျော်နေတဲ့နေအိမ်တွေကိုအတရားဓမ္မဝင်နှိုးပြီးတော့ခေါ်သွားတာပါ။ ဖမ်းဆီးသွားတဲ့လူငယ်တွေကိုစစ်ကားနဲ့ခေါ်သွားပြီးတော့ဘယ်ကိုခေါ်သွားလဲဆိုတာတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲမန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်မှာရှိတဲ့စိတ်ထင်းရွာနဲ့တန်းကြီးကုန်းရွာအလူဝဲကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့လူငယ်အယောက်30ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူများကသတင်းပေးပို့တိုင်ကြားထားပါတယ်။ဖေဖော်ဝါရီလတရက်နေ့မှာကြောက်ပတောင်းမြို့နယ်တန်းကြီးကုန်းရွာအလူဝဲကိုအကြမ်းဖက်စစ်တပ်က အင်းအား80ကျော်နဲ့ဝင်းရောက်စီးနေပြီးတော့လူငယ်အယောက်30ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။မြောက်လေကြီးရွာနဲ့စိတ်ထင်းရွာကပြည်သူ၄ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အတွက်လူငယ်များဟာကြီးရွာတွေကနေပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။တန်းကြီးကုန်းရွာအလှူဘွဲမှာပေါ်တာဆွဲလို့လူငယ်အယောက်30ပါသွားပါတယ်။မြောက်လေကြီးရွာကတောတိုက်ထဲမှာနေကြတဲ့ထန်းတဲ့တမားထန်းတဲ့တဲ့ကိုဝင်ဆွဲလို့အမျိုးသားတွေလည်းအိမ်မှာမနေရကြတော့ဘူး။ စိတ်ထင်းရွာကတောတိုက်တွေထဲမှာစစ်ပေးရှောင်နေကြတဲ့မြင်းကြံကမိသားစု၃ဦးနဲ့အင်ရှင်ကိုလည်းစစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဒါအပြင်ရှမ်းပြည်နယ်ကျိုင်းတုံမြို့ ပုံခိတ်ရွာမှာပြည်သူစစ်ခေါင်းဆောင်မာလာခိနဲ့အုတ်ချုပ်ရေမူပေါ်လူတို့ဥဆောင်ပြီးတော့စစ်မှုထမ်းချင်းလဆယ်တသိန်းလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်မှုထမ်းလဆယ်ချင်းမပေးနိုင်တဲ့လူငယ်များကိုလည်းပေါ်တာဆွဲဖမ်းဆီးပြီးတော့အကြမ်းဖက်စစ်တပ်ထမ်းကိုငွေကျပ်သိန်း60နဲ့ပြန်လဲရောင်းစားနေတယ်လို့သိရပါတယ်။ကျိုင်းတုံမြို့ပုံခိတ်ရွာမှာပြည်သူစစ်ခေါင်းဆောင်မာလာခိနဲ့အုတ်ချုပ်ရေမူပေါ်လူတို့ဥဆောင်ပြီးတော့စစ်မှုထမ်းချင်းလဆယ်တသိန်းလိုက်ကောက်ပါတယ်။ ပတ်စံတသိန်းကိုလာတိုင်းပေးနေရတော့အခုမပေးနိုင်တဲ့အိမ်တွေများလာတော့လူငယ်တွေကိုနေအိမ်ထဲအထိကိုပေါ်တာဆွဲဖမ်းသိပြီးစစ်တပ်ကိုတယောက်ကို360နဲ့ပြန်ပြီးတော့ရောင်းစားနေပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲရန်ကုန်တိုင်းမော်ပြည်မြို့နယ်တိုးချက်နှစ်ရပ်ကွက်မှာအုတ်ချုပ်ရေးမှူးတော်စင်ဦးဆောင်ပြီးတော့စစ်မှုထမ်းခြင်းလစဉ်ငွေကြက်9000ကောက်ခံသွားမှာဖြစ်ကြောင်းဒေသခံပြည်သူများကိုပြောဆိုပြီးတဲ့နောက်ဖေဖော်ဝါရီလအတွက်စစ်မှုထမ်းခြင်းများကိုလိုက်လံကောက်ခံနေကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ